မင်္ဂလာပါခင်ဗျာလေဝန်တန်ရဲ့ဇွန်လ25ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့မလေးရှားအစိုးရကမြန်မာပါဝင်ပြည်ပရွှေပြောင်းလုပ်သားများကိုရှောင်းနှခင်ဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးမှုများရှိနေရာတတိထားအလုပ်လုပ်ကင်နေရတယ်လို့မြန်မာလုပ်သားအချို့ပြောကြတယ်ဆိုတဲ့သတင်းကြိုက်တုံမြို့နယ်မုတ်ပလင်းနယ်မြန်းချောင်ကြီးရွာကြားရန်ကုန်မြို့လမြိုင်ကားလန်းဘေးနယ်တံတားငယ်ဒဇင်အောက်မှာထောင်ထားတဲ့ဒေသနာလက်လုံမိုင်းများထောင်ထားသည်ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်း ရုရှားက9နှစ်အတွင်း NATO အုပ်စုဝင်နိုင်ငံတစ်ခုခုကိုတိုက်ခိုက်လာနိုင်တယ်လို့ယူကရိန်းသမ္မတသတိပေးတယ်ဆိုတဲ့တင်။အမေရိကန်ရှေ့ပိုင်းဒေသများတွင်ပြင်းထန်ပူလိုင်းကြရောက်နေပြီးပြည်သူတန်း160နီးပါးအပူဒဏ်ခံစားနေရတယ်ဆိုတဲ့တင်။အစာယုံလမ်းကြောင်းလို့စစ်ရုံတက်ခဲ့ရပြီးနောက်ဘာပေဝိတ်ကျသွားခဲ့တယ်ဆိုတဲ့တင်။အစာရှိတဲ့တင်းလို့တင်ဆက်ပေးပါပါ။ဦးစောသိမ်းမုံနေနဲ့မလေးရှားဆိုရကမြန်မာပါဝင်ပြည်ပရွှေပြောင်းလူသားများကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးပြီး ဖန်ဆင်းမှုများရှိနေရာတတိထားလောက်ကင်နေကြတယ်လို့မြန်မာလူသားအချို့ပြောကြားတယ်ဆိုတဲ့ကိုလည်းဆက်ပြီးမှာပါမလေးရှားဆိုရကမြန်မာအပါဝင်ပြည်မရွှေပြောင်းလူသားများကိုရှောင်းနှခင်ဝင်ရောက်စစ်ဆေးပြီးဖန်ဆင်းမှုများရှိနေရာတတိထားအလုပ်လောက်ကင်နေရတယ်လို့မလေးရှားရောက်မြန်မာလူသားအချို့ကပြောကြားပါတယ် မေလာပိုင်းမှာစတင်ကမလေးရှားဆိုရကအော်ပရာစီဖြစ်မြန်မာပါဝင်ပြည်ပရွှေပြောင်းလုံသားများကိုရှောက်ခင်ဝင်ရောက်စစ်ဆေးပြီးအထောက်အထားမပြည့်စုံသူများကိုစရိုက်ဖမ်းဆီးမှုများဆောင်ရွက်လာခြင်းဖြစ်ပါတယ်။ဒီလာတော်တော်ဆိုရယ်ဗျာညဘက်အိရာတော်မှကောင်းကောင်းအိတ်လို့မရဘူးဘယ်ချိန်အော်ပရာစီဝင်မလဲကြောက်နေရတယ်အလုတ်ခွင်မလေးစိတ်ချလက်ချမနေရဘူးအော်ပရာစီကအလုတ်သေးကိုတောင်ဝင်တာနေရတာအဆင်မပြေဘူးလို့ မလေးရှားနိုင်ငံပြည်နယ်ပြည်နယ်မှာအလုပ်လုပ်ကိုင်းလျက်ရှိတဲ့မြန်မာလုံသားတအူးကပြောပါရယ်ပြည်ပလုံသားများအလုပ်လုပ်ကိုင်းနေတဲ့နေရာများစုကိုရဲချုပ်ကားများပါအစင်းတင်ခေါ်ယူထားပြီးအထောက်ထားမပြည့်စုံသူများကိုတဘာတဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့မလေးရှားရောက်မြန်မာလုံသားတအူးကပြောကြားပါရယ်ရဲကားလာရဲ့ပြီးဆိုရင်ဆိုရင်နေရာတွေ ဘာလို့လဲဆိုတာသတိထားနေရတယ်ဒီမှာအများစုကမြန်မာဘင်္ဂလားရယ်အင်ဒိုရယ်များတွေတခြားနိုင်ငံသားတွေကအဲ့လောက်မများဘူးလို့မလေးရှားနိုင်ငံဆာလာရန်မှာအလုပ်လုပ်ကိုင်းနေတဲ့မြန်မာလူသားတဦးကပြောကြပါတယ်ဇိုလာ23ရက်ကလည်းမလေးရှားနိုင်ငံမလကာပြည်နယ်မာကိုတာပဝန်းကျင်မှာအော်ပရာစီဝင်ရောက်ဖမ်းဆီးရာမြန်မာလူသားအများစုပါသွားကြောင်းမလေးရှားရှိမြန်မာလူသားများထံမှသိရပါတယ် လေးရှားအာဏာပိုင်များကဝင်ရောက်စစ်ဆေးရမှာစစ်ရုံအလုံးယုံများတာမကဈေးဝယ်ဆန္ဒများစားတောင်းဆိုင်တန်းများအထိပါဝင်ရောက်စစ်ဆေးကဖန်စီချင်းဖြစ်ကြောင်းမလေးရှားရှိမြန်မာလူသားများကပြောကြပါသည်အခုစစ်တာတွေကတော့တော်တော်ကြမ်းနေမြန်မာတွေမကဘူးတခြားပြည်ပနိုင်ငံသားတွေကိုပါစစ်ဆေးနေတာဇာတော့ဆိုင်တန်းတွေရောဈေးဝယ်စင်နာရီယောကိုပါ ဝင်စစ်တာလို့မလေးရှားနိုင်ငံပြည်နှင်းပြည်နယ်မှာအလုပ်လုပ်ကြလေးရရှိတဲ့မြန်မာလူသားတအူးကပြောကြပါဗျာ ဆက်လက်ပြီးကြိုက်ထုံမျိုးနဲ့မုတ်ပလင်နဲ့မြန်းချောင်ကြေးရွာကြားရန်ကုန်မြို့မြိုင်ကားလန်းဘေးနဲ့တရားငယ်တစ်စင်းအောက်မှာထောင်ထားတဲ့ဒေသန္တရလက်လုံမိုင်းများထောင်ထားဒီကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါပါမုံပြင်းနဲ့ကြိုက်ထုံမျိုးနဲ့မုတ်ပလင်နဲ့မြန်းချောင်ကြေးရွာကြားရန်ကုန်မြို့မြိုင်ကားလန်းဘေးနဲ့တရားငယ်တစ်စင်းအောက်မှာဒေသန္တရလက်လုံမိုင်းများထောင်ထားဒီကိုရှာဖွေတွေ့ရှိခဲ့ကြောင်းတင်ရရှိပါတယ် ဂျမနီဇွန်လ24ရက်နေ့နနက်9:00နာရီခွဲချိန်ခန့်ကကြိုက်ထုံမျိုးနယ်အင်္ဂပိုကျေးရွာအနီးရန်ကုန်မလမိုင်ကားလမ်းဘေးမှာထောင်ထားတဲ့ဒီဒရလက်လုံမိုင်းနှလုံးအားလုံခြုံရေးတပ်ဖွဲ့ဝင်များကရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့တူမိုးလဲ7နာရီခွဲချိန်ခန့်တွင်လည်းရန်ကုန်မလမြိုင်ကားလမ်းမိုင်းနိုင်မန်း64မြင်းဆောင်9ရှိတရားမှတ်3မြင်းဆောင်65အောက်မှာငါးကားလမ်းပုံးဝါဖြစ်ထောင်ထားတဲ့ ဒေသန္တရလက်လုံမိုင်း9လောင်းအားလုံခြုံရေးတပ်ဖွဲ့ဝင်များကတွေ့ရှိခဲ့တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှီးဆက်သူတို့ကပြောကြားပါရယ်၎င်းကဆက်လက်ပြီး အဲ့ဒီပြင်ကိုညနေ၄နာရီချိန်ခန့်မှာလေရန်ကုန်မလပိုင်ကားလမ်းမိုင်တိုင်မှတ်64မြင်းဆောင်၃အနီးမှာထောင်ထားတဲ့ဒေသနာလက်လုံမိုင်းနှလုံးကိုထပ်မံတွေ့ရှိခဲ့လို့သိရပါတယ်။လက်လုံမိုင်းတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမော်ပလင်ကျေးရွာနဲ့မယန်းဆောင်ကျေးရွာကြားရန်ကုန်မလပိုင်ကားလမ်းတစ်လျှောက်နယ်မြေရှင်းလင်းရေးလှုပ်ဆောင်စဉ်မှာတွေ့ရှိခဲ့တာလို့သိရပါတယ်လို့ပြောကြားပါတယ်။ ။လုံခြုံရေးတပ်ဖွဲ့ဝင်များရှာဖွေတွေ့ရှိခဲ့တဲ့ဒေသန္တရလက်လုံမိုင်းများအားသက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှတတ်မှတ်ပြုလုပ်ပြီးဖေရှားရှင်းလင်းခဲ့ကြောင်းလည်း၎င်းကဆိုပါရီ။မွန်ပြည်နယ်ကြိုက်ထုံဘီလင်းနယ်တထုံမြို့နယ်များတွင်ရှိရန်ကုန်မြို့မြိုင်ကားလမ်းမပေါ်တွင်တရားများမကြာခဏမိုင်းခွဲဖြက်စီးခြင်းခံခဲ့ရတဲ့ပြင်လမ်းဘေးမှာထောင်ထားတဲ့မိုင်းများပောက်ကွဲမှုကြောင့်လည်းခီးသွောပြည်သူများထိခိုက်ခြင်းမော်တော်ယာဉ်များထိခိုက်ပျက်စီးခြင်းများရှိခဲ့ကြောင်းသိရပါသည်ဆက်လက်ပြီး ရုရှားက9နှစ်တွင် NATO အုပ်စုဝင်နိုင်ငံတခုခုကိုတိုက်ခိုက်လာနိုင်တယ်လို့ယူကရိန်းသမ္မတသတိပေးတယ်ဆိုတဲ့ကိုတင်ဆက်ပေးမှာပါ။ရုရှားနိုင်ငံ NATO အဖွဲ့ဝင်နိုင်ငံတခုခုကို9နှစ်တွင်တိုက်ခိုက်လာနိုင်တယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးက Sky News သတင်းဌာနနဲ့ Letter Law Interview တခုတွင်သတိပေးပြောဆိုသွားပါတယ်။ယခုမချက်ကိုဇယ်လန်စကီးကစီစဉ်တင်ဆက်သူမတ်အော့စတင်ရဲ့အင်တာဗျူးမှာပြောခဲ့ခြင်းဖြစ်ပါတယ်။လာပိုင်းတွင်ရုရှားဘက်ကတိုက်လာနိုင်သလားဆိုတဲ့မေးခွန်းကိုဇယ်လန်စကီးက ပူတင်တင့်ပြုံးမဲ့မထင်ဘူးလို့ဖြေခဲ့ပါတယ်ဒါအပြင်နေတိုးဖွဲ့ဝင်နိုင်ငံများအနေနဲ့2035ခုနှစ်ထက်နောက်မကျဘဲကာကွယ်ရေးသုံးစိတ်ကို GDP ရဲ့900ခန့်လုံးထိတိုးမြင့်မဲ့စီစဉ်ကအရန်ကြာနေရလို့လဲဇယ်လန်စကီကမှတ်ချက်ပေးခဲ့ပြီး2030ခုနှစ်လောက်မှစတင်ကရုရှားရဲ့စစ်ရေးစွမ်းရည်များတိတိတသာကောင်းလာနိုင်တယ်လို့သုံးသပ်ပြခဲ့ပါတယ်။လက်ရှိမှာယူကရိန်းကရုရှားအတွက်အနောက်ရှက်ဖြစ်နေတော့ရုရှားစစ်တပ်ကလေးကျင့်ကြင်မရဘူး။ရုရှားမှာနားချိန်လိုအပ်တဲ့ တို့ကိုချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကနေလွတ်ဖို့လဲလိုအပ်တယ်။စစ်တပ်လေးချင်းချင်းလိုနေတယ်။အဲ့ဒါပြီးရင်တော့ပူတင်မှာစစ်တပ်အသစ်တစ်ခုအသစ်ဖြစ်နေမှာပေါ့လို့၎င်းအမည်ကိုပြောပါတယ်။အင်တာဗျူးမှာ၎င်းကအရှိလေပိုင်းတင်မာမှုကြောင့်အမေရိကန်ပါဝင်မိဖန်နိုင်ငံများထံမှယူကရိန်းကိုအကူအညီပေးမှုနှဲသွားနိုင်ကြောင်း၎င်းဟာစစ်ပွဲကာလတလျှောက်ယူကရိန်းကိုဦးဆောင်ရအသင့်တော်ဆုံးလူဟုတ်ခြင်းမှာဟုတ်မေဒါပေမဲ့လည်းအတွေ့အကြုံရှိဆုံးသူဖြစ်ကြ အမေရိကန်နဲ့ရုရှားကမိဖက်နိုင်ငံများခိတားဖြစ်လေဖြစ်သွားမှာဖြစ်ကြောင်းဒါပေမဲ့ဒေါ်နယ်ထရန့်အာနာရှိရေးတွေဘယ်တော့မှမိတ်ဆွေမဖြစ်နိုင်ကြောင်းစသည်တို့ကိုလည်းပြောဆိုခဲ့ပါတယ်။ဟိုလစ်ကြော်ကြော်ဖြစ်ခဲ့တဲ့ဒေါ်နယ်ထရန့်ရဲ့အင်ဖြူတော်တွေးဆမှုတွင်ပိုကြားခံရတဲ့ခံစားချက်ဖြစ်ခဲ့သလားလို့အစီအစဉ်တင်ဆက်သူကမေးမြန်းရာဇယ်လန်စကီးကတိုက်ရိုက်မဖြေခဲ့ပဲ၎င်းအနေနဲ့ရိုသားပွင့်လင်းစွာပြုမူခဲ့တယ်လို့ဖြေခဲ့ပါတယ်။အီရန်အစ္စရေးပြည်ပခန့်နဲ့ပတ်သက်ပြီး၎င်းရဲ့အမြင်နဲ့အရှေ့တဲပိုင်းစစ်ပွဲကယူကရိန်းပေါ် မိတီတည်ရမှုရှိလာနိုင်တာကိုမေးခဲ့ရာအမေရိကန်အပါအဝင်မိဖက်နိုင်ငံများရဲ့အထောက်ပံ့ရမှုလဲသွားနိုင်ပေယူကရိန်းအတွက်လည်းခက်ခဲလိမ့်မယ်လို့ဇယ်လန်စကီးကဖြေခဲ့ပါတယ်ဆက်လက်ပြီးအမေရိကန်ရှေ့ပိုင်းဒေသများတွင်ပြင်းထန်ပူလန်ကြောက်ရောက်နေပြီးပြည်သူတန်းတရား60နီးပါးအပူဒဏ်ခံစားနေရတယ်ဆိုတဲ့ရင်ကိုတင်ဆက်ပေးပါပါလူသက်ကိုချင်းချောင်းနိုင်စွမ်းရှိသောပူလိုင်းသည်ဇွန်လ23ရက်တွင်အမေရိကန်ပြည်တော်စု၏အရှိတ်ဘတ်၃ဘုံတစ်ဘုံကိုကြားရောက်ခဲ့တာကြောင့်ပြည်သူတန်160နီးပါးကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ် ။ပူချိန်ဟာအခုသတင်းပတ်ထဲမှာနယူးယောက်ပတ်ဝန်းကျင်အနီးအနားဒေသတွင်102ဒီဂရီဖာရင်ဟိုက်39ဒီဂရီစင်တီဂရိတ်ထိရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။အမေရိကန်ရဲ့ယခုနှစ်ပထမဆုံးအပူလိုင်းဟာလွန်ခဲ့တဲ့သတင်းပတ်ကောမှာကြောက်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အနေကြီးမားစွာပူပြင်းတဲ့အပူချိန်တို့ဟာဇွန်လ25ရက်နေ့အထိဝါရှင်တန်၊ဘော်တီမော၊ဖီလာဒယ်ဖီးယား၊နယူးယောက်၊ဘော့စတန်တို့မှာဖြစ်ပေါ်မယ်လို့ခန့်မှန်းထားပါတယ်။ အဲ့ဒီပြင်းထန်အပူဒဏ်ဟာနယူးယောက်မြို့သားတွေအတွက်မတက်မတာဖြစ်စေရုံသာမကဖိစီးတာကိုလည်းဖြစ်စေပါတယ်လို့မြို့တော်ဝန် Eric Adam ကသတိပေးခဲ့ပါတယ်။အပူကြောင့်လူဦးရေ၈တန်းရှိတဲ့နယူးယောက်မြို့မှာနှစ်စဉ်လူ900တိဆုံးတယ်လို့၎င်းကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။ချစ်ချစ်တော့အပူဒဏ်ကနယူးယောက်မြို့ကို အလွန်ပူစေတာကြောင့်အာနာပိုင်များက အသက်ကြီးသူများ၊ကျန်းမာရေးပြဿနာရှိနေသူများ အဲကောမရှိသူများဟာသတ်မှတ်ထားတဲ့အပူရှောင်နေရာများစာကြီးတိုက်များပြည်လဲထူထောင်ရေးစခန်းများတွေနေထိုင်ကြရန်တိုက်တွန်းထားပါတယ်။အမေရိကန်ရှေ့မြောက်ပိုင်းဒေသများမှာအပူစံချိန်များကျိုးခဲ့ပါတယ်။မဟတ်တန်ရဲ့အစုံများလို့ထင်ရှားတဲ့ Central Park မှာဇွန်လ23ရက်နေ့တွင်အပူချိန်ဟာ66 degree Fahrenheit 36 degree Celsius ရှိခဲ့ပါတယ်။ အဲ့ဒီပူချိန်ဟာ1888ခုနှစ်ကတည်းကတင်ထားတဲ့အပူဆန်ချိန်နဲ့တူညီနေရလို့အမျိုးသားမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နိုင်ငံရဲ့ရှေ့ပိုင်းမှာရှိတဲ့ဒေသ၃ပုံတစ်ပုံမှာပြင်းထန်အပူဒဏ်သတိပေးချက်တွေနဲ့အပူနဲ့သက်ဆိုင်တဲ့အကြံပေးချက်တွေဟာအနည်းဆုံးပြည်နယ်29ခုမှာနေထိုင်ကြတဲ့ပြည်သူသန်း160နီးပါးအတွက်ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်လို့အမျိုးသားမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတင်းအနေနဲ့ အဆိုင်ဦးရောင်လို့စေယုံတက်ရပြီးနောက်ဘာဘီဝိတ်ကျသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ရီယယ်မက်ဒရစ်တိုက်စစ်ကစားသမားဘာဘီဟာအဆိုင်ဦးရောင်လို့စေယုံတက်ခဲ့ရပြီးနောက်9ကီလိုဂရမ်ဝိတ်ကျသွားခဲ့တယ်လို့စပိန်အားကစားသတင်းစာမာကာကဖော်ပြခဲ့ပါဗျ။ပြည်တည်းလေးစဉ်အသင်းကောင်းဆောင်ဘာဘီဟာရီယယ်မက်ဒရစ်အသင်းနဲ့တူ2025ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကစားဖို့အမေရိကန်နိုင်ငံကိုရောက်ရှိနေစဉ်မှာအဆိုင်ဦးရောင်ယောဂါခန်းစားခဲ့ရတာပါ။ ။ဘာဘီဟာအဲ့ဒီယောဂါကြောင့်ပြီးခဲ့တဲ့ပတ်မှာဈေးရုံတရာကုသမှုခံယူခဲ့ရပြီး Real Madrid အသင်းရဲ့ FIFA Club ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲစဉ်နှစ်ပွဲစလုံးကိုလွှဲချုံခဲ့ရပါတယ်။မာကာရဲ့ဖော်ပြချက်အရဈေးရုံတက်ခဲ့ရတဲ့ဘာဘီဟာ9ကီလိုဂရမ်ဝေးကျသွားခဲ့ပြီးအသင်းနဲ့တူလေ့ကျင့်ခန်းပြန်ဆင်းနေပေမဲ့တိတ်ပြီးတော့ကျန်းမာပုံမရဘူးလို့သိရပါတယ်။ဘာဘီနေနဲ့ ဆာပါအတင်းတဲ့ကစားမဲ့ရီယယ်မက်ဒရစ်အတင်းရဲ့ဖီဘာကလပ်ကမ္ဘာဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာအရန်အဖြစ်ပါဝင်ကစားဝယ်ရှိရလို့မီဒီယာတွေကဖော်ပြနေကြပါတယ်ဘာဘီဟာပြီးခဲ့တဲ့2024နွေရာသီက PSC အသင်းကနေ Real Madrid အသင်းကိုပြောင်းရွှေ့လာခဲ့ပြီးပထမဆုံးရာသီမှာပဲပြိုင်ပွဲဆုံ56ပွဲမှာ43ဂိုးထိသွင်းယူခဲ့တာပါ။ရေဟိုတဲ့ညပိုင်းသတင်းကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။